ဲ့တော့ဟိုဟာပေါ့သူကစာဝဲမှာဘယ်နှလုံးဘယ်နှလုံးပေါင်းမယ်လို့မပြောထားဘူးကာဗွန်နဲ့ကလိုရင်းပဲပေါင်းမယ်လို့ပြောထားတယ်အဲ့ဆိုရင်ကျေရာအကာဗွန်က2.4မလို့ valence က4ကလိုရင်း287မလို့အ valence က1အဲ့လိုမျိုးစဉ်းစားလိုက်မယ်ပြီးတော့တက်ချီကမျှောက်လိုက်ရင် CCl4 CCl4 ဆိုရင်ဒီ C ကတစ်လုံးပဲပါတယ်အတွက်တစ်လုံးနဲ့ပါတဲ့ကောင်ကအလင်းမှာထားမယ်ပြန်တဲ့ဟာတွေကို B မှာပတ်ပြီးတော့ရေးလိုက်မယ် ပြီးတော့ရင်အဲ balance flow ဆိုတဲ့အဓိပ္ပာယ်ကပိုးပွန်ရှိရမယ်ပတ်လည်မှာ calorie က balance 1ဆိုတဲ့အတွက်1ပွန်ပဲရှိမှာအော် calorie ရဲ့ base တွေမှာ1ပွန်ဒီထည့်လိုက်အဲ့ဒါဆိုရင်ပြီးရင်ကာဗွန်အလျောက်ကာဗွန်တစ်ချက်ပြန်ကြည့်အလျောက်ကာဗွန်ကလည်း4ပွန်ဖြစ်သွားပြီနော်အဲ့ဒါဆိုရင်မှန်သွားပြီနှစ်ခုလုံးအတွက်ပြီးတော့မှဒီထဲမှာ dot cross ထည့်မယ်အဲ့တော့တပုံးကို dot cross တစုံထည့် တစုံထည့်မယ်တော့တင်းနေတော့လေပြီးွားရင်ကျတော့ကလိုရင်းကိုကယ်ပြီးဟောဆုံးကြွားရင်ပြန်ကြိုင်နော်အာကလိုရင်းကခုနှစ်လုံးရှိရမယ်နော်အပြင်ဘက်ဆုံးမှာကျတော့အပြင်မဲ့ဆွဲမှာအဲ့တော့ကလိုရင်းကခုနှစ်လုံးရှိရမယ်ဆိုတော့နောက်ထပ်6လုံးပြီးထည့်လိုက်အဲ့ဒါဆို cross လေးပြီးခုနှစ်ခုပြီးဖြစ်သွားပြီအဲ့ပြီးကာဝါကျတော့အပြင်ဘက်ဆုံးမှာခုနှစ်ခုရှိရမှာလေကာ ဘာပြောဆိုလက်ခုရှိလေးခုနော်ကာပွားလေးနဲ့ဆုံးတယ်လေးခုရှိအောင်အဲ့ဒါဒီမှာတခြားတော့လေးခုဆိုရထားတယ်နော်ဟုတ်လားအဲဆိုကာပွားထပ်ထည့်စရာမလိုဘူးနော်ကယ်လိုရီကသာ sharing လောက်တာတွေအပြင်ဘေးမှာလုံပဲထပ်ထည့်ရတယ်အဲ့လိုမျိုးနော်အဲဆွဲပုံဆွဲနေကိုပေးလိုက်ပေါ့ဟုတ်ပြီအဲ့တော့ဆွဲလိုက်ပြီးွားရင်ဟိုဆုံးကြွားရင်လည်းပြန်ချိုင်းနေနော် တော့မအတမ်းရှိဘူးလားရှိရှိ